မင်္ဂလာပါရှင်စေရဲ့3လမှာ16ရဲ့3လတပတ်စာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဖော်ပြပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေများဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းမှာအဆင်ပြေခြင်းအယောင်းဝေးကောင်းခြင်းမိမိရပြောဆိုတဲ့ကိစ္စရည်တွေဆိုရင်လုပ်ငန်းခွင်မှာတွေးကြည့်ခြင်း ဒါလေးတွေတွေ့ရတယ်။နောက်ရင်းနှီးမြှုပ်နှံသောငွေကြေးများအကျိုးမြတ်ရရှိစေခြင်းပြန်ပေါ်ခြင်းဆိုတဲ့အရာတွေတွေ့ရပါတယ်။တံမိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ရင်စိတ်တိုင်းမကြစေရတဲ့ပြောဟာဆိုဟာခက်ခဲတာတွေသူတို့တွေ့ပြီးပြန်စိတ်ပင်ပန်းနေရတာတွေဒီလိုလေးတော့ရှိပါတယ်။နောက်တစ်ခုကပညာရည်နဲ့ပတ်သက်တဲ့သင်တန်းနဲ့ပတ်သက်တဲ့ကိစ္စရည်တွေမှာ အခက်ခဲလေးတွေကြုံရတာမျိုးနောက်လောကကန်ရတာအဆင်မပြေဖြစ်တာမျိုးအားနည်းနေတာမျိုးဒီလိုလေးတွေ့ရပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာအာယုံနှောက်စရာလေးတွေကြုံရမှာပဲဖြစ်ပါတယ်။ရှင်မျိုးသားချင်းစီကအကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ဒါအပြင်လုပ်ငန်းနဲ့ပတ်သက်တဲ့ဆက်ဆက်မှုလေးတွေလည်းရှင်မျိုးသားချင်းစီကနေပြီးတော့လုပ်ငန်းအတွေ့အကြုံလေးတွေတက်လာတာမျိုးဒါမှမဟုတ်အကြံဉာဏ်ကောင်းလေးတွေရရှိစေတာမျိုး ဒါလေးလည်းတွေ့ရပါတယ်။ရဲအန်ဒီရေလုံးဝလုံးဝမရှိပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာကျောင်းရတဲ့အခါမှာချစ်သူနဲ့လမ်းခွဲသွားတဲ့အဖြစ်ဖြစ်တတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ပေါ်မှာစိတ်တိုင်းမကြခြင်း၊အလိုမကြခြင်းဒါလေးတွေ့ရပါတယ်။ကျောင်းမကြီးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါ။အထူးသဖြင့် အုံပန်အားဖြင့်ကျမကြီးဟာနေရထိုင်ရတာအဆင်ပြေနေပေမဲ့အရေးကြီးတဲ့အခြေအနေကိုရောက်ပြီဆိုရင်ကျမကြီးရက်ထပ်ပါရင်အဲ့တော့ဖြစ်တတ်တဲ့ယောဂါဟာအစာအိမ်အောင်တာအစာအိမ်ဥရောင်တာအစာအိမ်နဲ့ပတ်သက်ပြီးတော့အချင်းပေါက်တာဒါလေးတွေကိုပြုဆိုင်ပါနော်အေးချမ်းခြင်းငြိမ်းချမ်းခြင်းရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်မိမိသည်အရှိမဘလူတွေပဲခက်ခဲပါစီဘလို့ပဲ ကိုယ်အတွက်ဒီစိတ်ရှုပ်စရာခေါင်းရှုပ်စရာတွေနဲ့ကြုံတွေ့နေရပါစေမိမိဖြစ်ခြင်းနဲ့အဲရည်ရချက်ကလေးတွေမိမိဖြစ်ခြင်းနဲ့စံနာလေးတွေဟာဖြည်းဖြည်းချင်းအစီအပြီးသွားမဲ့နမိတ်ကလေးတွေကိုရရှိစီမှာပဲဖြစ်ပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါတယ်။ထီထူးကံဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးထီထူးကံဆန်းလို့ရပါတယ်။ဝိဇိနဲ့ပတ်သက်ပြီးတော့ကုံကြစရာတွေအများကြီးနေပြီ။သို့ပေမဲ့မိမိကကုံသိကုံတိုက်တဲ့နေရာမျိုးတွေမှာ ငွေကုန်နေဆိုတဲ့အရာလေးတွေ့ရပါတယ်။အာမှုနဲ့ပတ်သက်ပြီးတော့ပုပန်ဆရာချုပ်ကို ပြီးကြည့်လိုက်တဲ့အခါမှာမိမိရဲ့နှုတ်ပိုင်းဆံရကနေပြီးတော့ကောင်းသောစကားကိုပြောဆိုပါ။နောက်ချိုသာစွာပြောဆိုပါလူတိုင်းနေအများနေဆက်ဆံပေါင်းတဲ့အခါမှာမိမိသည်အဲညှုတ်ချိုခြင်းနောက်စိတ်ရှိခြင်းဒီလိုလေးတွေနဲ့ပေါင်းတဲ့ဆက်ဆံလိုက်တဲ့အခါမှာမိမိအနေနဲ့ကိုလိုအပ်ကြရတဲ့ကိစ္စရက်တွေဘယ်ကိစ္စကိုမဆို လွယ်ကူစင်ပြေချောမွေစေတဲ့အပြင်ကို့အတွက်အနာဂတ်မှာလည်းပဲဒီလောကကံရတဲ့အရာလေးတွေမှာရပ်ပိုင်းအတော်တွင်းထဲမှာထူးထူးခြားခြားလေးစိတ်ဆန္ဒတွေဖြစ်မြောက်သွားတာအောင်မြင်သွားတာဒီလိုလေးတွေ့ရပါတယ်ဒီတော့တနည်းမျိုးနေတာတမိချစ်မိဆွေတို့ရဲ့ကံထောက်ခံဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချစ်မိတ်ဆွေပြုလုပ်ဆောင်ရွက်ရမယ့်ရည်ရည်ကပုံမှန်အားဖြင့်ဆိုရင်အဲ့တော့ ဟိုကြိုက်တဲ့နေ့ကိုတည်တည်လို့လို့ရတယ်အဲ့တော့ကိုကအရေးကြီးပြီဆိုရင်အရေးကြီးသောရက်တွေဆိုရင်နေ့စဉ်နေ့တိုင်းမှာအသီးတမျိုးမျိုးတပကံအိမ်ဖျားမှာလှူဒန်းသွားခြင်းဖြင့်မိမိခက်ခဲနေတဲ့ကိစ္စရဲ့ဘယ်ကိစ္စမဆိုရွယ်ကူမင်းကောင်းစွာဖြည့်ရှင်းနိုင်မင်းအစီအပြေချုံးဝေစီမင်းတို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်ဆေးရဲ့၃လမှ16ရက်၃လတပတ်စာတင်းင်းလာသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင် တနင်္လာသားသမီးချင်းမိတ်ဆွေအလုံနဲ့ပတ်သက်ပြီးတော့ကံတွေပွင့်ပေလက်တွေပွင့်ပေမျက်နှာတွေလည်းအရင်ပွင့်နေပေအလုံမှာမိမိပြောဆိုတဲ့ကိစ္စရဲ့မှန်သမျှအစဉ်ပြေအောင်မြင်ကြောဝိစီမေရောင်းဤဝေရဖျားဖျားနဲ့ပတ်သက်ပြီးတော့ရောင်းပန်းဝေပန်းနေပွင့်လန်းစီပေတပတ်တာလို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေအပေါင်းအသင်းတွေရဲ့ဦးကြီးမဆဆောက်ရှောက်ခြင်းနေရရှိစီမေတပတ်တာပါဒါအပြင် ပညာရေးနဲ့ပတ်သက်တဲ့ကံအားတွေအရန်ကောင်းနေပါတယ်။ပညာရေးအထူးကောင်းမွန်တဲ့တပတ်တော်လို့လည်းတွေ့ရပါတယ်။အေးကိစ္စနဲ့ပတ်သက်ပြီးတော့ရည်ရွယ်ကြံစီထားတဲ့ကိစ္စရဲ့ကလေးတွေမှာအစဉ်ပြေမေးအောင်မြင်စေမေးအခက်အခဲမရှိသေးနဲ့မိမိဖြစ်ချင်တဲ့အတိုင်းဖြစ်ခွင့်ရမေးလို့တွေ့ရပါတယ်။အင်းနဲ့ပတ်သက်ပြီးတော့အကြီးကြီးတွေကကိုကြီးကောင်းပေးခြင်းနောက်ပြီးတော့ မိမိရဲ့အကြီးအကဲတွေရာနေပြီးတော့မိမိရဲ့လုပ်ငန်းကိုင်ငယ်နဲ့ပတ်သက်ပြီးတော့အထောက်ပံ့ကောင်းပေးခြင်းဒါတိတွေ့ရပါတယ်။ဆွေမျိုးသားချင်းအတွေ့ပူပန်မှုလေးတွေတစ်ခုပြီးတစ်ခုကြုံရမှာပဲဖြစ်ပါလေ။ရန်အနီလုံးဝလုံးဝမရှိပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့ချစ်သူရှိနေပါလျက်နဲ့အခြားသူတွေရဲ့မိမိကိုချစ်ခင်ခြင်းအောင်လိုက်လံပြီးတော့ချင်းကပ်ခြင်းဒါလေးတွေ့ရပါတယ်။ နောက်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အစည်းအဝေးတူပြမှုနှုံအရင်ထက်ပိုပြီးတော့မြန်ဆန်နေခြင်းကြောင့်အိမ်တော်ကြီးအီးချမ်းတာယာမှုတွေတွေ့ရမှာပဲဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အချူချာမေတခုပြီးတခုကိုချူချာနေမေဒါကြောင့်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အထုကယူစိုက်ပါအနေအထိုင်အစားအသောက်ကလေးတွေကိုသတိထားစေချင်ပါတယ်။အေးချမ်းချင်းငြိမ်းချမ်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ မိမိသည်ဘာလီပဲလုံးလို့အမြဲတမ်းပြပြသလင်းလုပ်ကြရတာမျိုးနောက်ပြီးတော့အမြဲတမ်းကိုတီတခုမှတခုကိုအလုပ်တည်းကိုဆက်နေတာမျိုးဒါလေးလည်းတွေ့ရပါတယ်ဒါပြင်ကို့မှာတာဝန်ယူထားတဲ့အပိုင်းလေးတွေကိုကိုအပိတတ်အောင် ပုံမှန်အားဖြင့်လည်းတောက်လျှောက်ကိုစူးစမ်းပြီးလုပ်ကြပေးနေရတာလည်းတွေ့ရပါတယ်ကဲနဲ့ပတ်သက်ရင်ကံအားအလွန်ကောင်းနေပါတယ်ထီထူးကန်ဆန်းမယ်ဆိုရင်တော့အုံညတစ်လုံးထီထူးကန်ဆန်းလို့ရပါတယ် ဝေးကြီးနဲ့ပတ်သက်ပြီးတော့ပွင့်လန်းရှင်လန်းမိတ်တပတ်တာပါဒီတော့ရစီရရှိတဲ့ဝေးကြီးတွေလေရရှိပိုင်ဆိုင်စီတဲ့အပြင်မိမိအနေနဲ့အခြားသောဝင်ငွေတွေဝင်ငွေနှလန်းဝင်လာတာမျိုးလေးလည်းတွေ့ရပါတယ်ပူပန်စရာဘာမှမတွေ့ရပဲနဲ့မိမိဖြစ်ချင်တာတွေလုပ်ချင်တာတွေကြံစီထားတဲ့ကိစ္စလေးတွေအကောင့်ထဲအမြဲဆုံးပေါ်ပြီးတော့ဖြစ်ခွင့်ရမယ်အကျိုးပြများစွာရရှိစေမယ်တပတ်တာလို့တွေ့ရပါတယ် ဒီတော့တနင်္လာသားသမီးချမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရရာကောင်းလေးဆရာမပေးချင်ပါတယ်တနင်္လာသားသမီးချမိတ်ဆွေပြုလို့ဆောင်ရွက်မယ့်ရေရရာကမိမိထင်နေကြတဲ့သူတွေကိုမိမိရဲ့အဝိအစာပေးကမ်းစွန့်ကြေးခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်ဆေးရဲ၃လမှ၁၆ရဲ၃လတပတ်စာ အင်္ဂါသားသမီးချစ်ပြီဆိုရင်အလုတ်ကန်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချစ်ပြီဆိုရင်အလုတ်နဲ့ပတ်သက်ပြီးတော့လိမ့်လေလှည့်ဖျားတာတွေခံရတဲ့တည်းအလုတ်မှာကြောင်တွန်းတာတွေခံရတဲ့တည်းမိမိအလုတ်ကိုဘလောက်ပဲကြိုးစားကြိုးစားအကောင်းအထည်မခံရတာမျိုးတွေကြုံရတဲ့တည်းတော့တန်မိုးကြီးသောပစ္စည်းများထွက်တတ်ပါတယ်။မိစေပေါင်းတိတိရဲ့ကူညီမဆမှု ကြီးကဲသူတွေရဲ့ကုညီမဆောင်မှုတွေရရှိစေမဲ့တပတ်တာပါပညာရေးနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်အင်းကိစ္စနဲ့ပတ်သက်ပြီးတော့စီစဉ်ဆောင်ရွက်တဲ့ကိစ္စလေးတွေပါအောင်မြင်စေမဲ့တပတ်တာလို့တွေ့ရပါတယ်ဆွေမျိုးသားချင်းစီမှကုညီမှုလေးရရှိစေမဲ့ဒါအပြင်ဆွေမျိုးသားချင်းစီကမထင်မှတ်တဲ့ဝေကြီးထောက်ပံ့မှုလေးရရှိစေမဲ့လို့တွေ့ရပါတယ် အတိုက်ခိုက်တွေရှိနေတယ်သတိထားပါနော်မိမိကိုမနာလိုတဲ့သူတွေပေါ်နေတယ်မိမိကိုဘာပဲဖြစ်ဖြစ်တခုခုကြောက်ချမေးနောက်လူယုံဒုက္ခပေးမေးဒါလေးတွေ့ရတယ်ဒါလေးတွေကိုအထူးကယူစိုက်စီခြင်းနဲ့နော်အချီအင်းနဲ့ပတ်သက်ပြီးတော့အလုံးကိုမျက်နှာတွေပွန့်လန်းစီမဲ့တပတ်တာလို့တွေ့ရပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အတွက်ဒီခရီးကိစ္စတွေအလုပ်ကိစ္စတွေနဲ့အလုပ်ရှုပ်နေမှာပဲဖြစ်ပါတယ် ကျမကြီးနဲ့ပတ်သက်တဲ့စူးကျူးလုံးဝမတွေ့ရပါဘူးရှင်။ဒါပေမဲ့မိမိအိမ်ကအိမ်သားပေါ့နော်မိသားစုဝင်တယောက်ယောက်ကကျမကြီးချူချလို့နောက်ဆန်တင်းရတာစီယုံစီကန်းတွေတော့ပြရတာဝေးကုန်စီတာဒါလေးတော့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားနေနေပါတယ်။သူ့ပင်ပင်ထီထူးကန်ဆန်းခဲ့မယ်ဆိုရင် လေးတလုံးထီထူးကန်ဆန်းလို့ရပါတယ်။ဝေးကြီးလက်လာပါတယ်။ ပွင့်လန်းရှင်လန်းလာမယ့်တပတ်တောင်လို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ရင်ပူပန်စင်ရပါလေဆိုတော့သူများကမိမိကိုနောက်ကျောဓာတ်နဲ့တူဆိုတဲ့ဇာတ်လေးအတိုင်းပဲဒီလိုမျိုးလေးတွေရှိနေတယ်။အဲ့တော့ရှိနေတဲ့အခါမှာကိုယ့်ဘက်ကနေပြီးတော့မှစကားဆိုရင်လည်းမကြုံစင်နေ။နောက်တစ်ခုကတခုခုအလုံးလုံးပိုင်းနဲ့အလုံးပိုင်းနဲ့ပတ်သက်ပြီးဆိုရင်လည်းပဲကိုယ်လုံးတဲ့လုံးတဲ့တာကိုပဲလုံးမယ်။အဲ့လိုမျိုးမဟုတ်ပဲနေတခုခုကိုကလုံးခဲပြီးတော့မှစေတနာတွေပို့ပြီးတော့မှ လုပ်ပေးလိုက်တဲ့အရာမျိုးဆိုရင်ခဏရှောင်ရမယ်နော်အဲ့တော့ဒီတစ်ပတ်မှာအပူအလုပ်တွေမလုပ်တော့ဘူးအဲ့တော့မိမိလုပ်တင်လုပ်တတ်တဲ့အရာလေးတွေလုပ်သွားမယ်ဆိုရင်အနေရကင်းနေပေါ့နော်ဒါကြောင့်မို့လို့ရင်ကသားသမီးချင်းမိတ်ဆွေတွေဒီတစ်ပတ်တမ်းမှာကံအထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးဆင်မပေးခြင်းပါတယ်ရင်ကသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်ရည်ရာကဇီရီတဆူကိုသွားပါဒါမှမဟုတ်လေအေးဖျားဆိုရင်လည်းရပါတယ်လှူအပ်မဲ့လူပဲပစ္စည်းက ်လက်ဖိတ်ရည်ရေနောက်ပြီးတော့လောင်းမုံ၅ခုရင်လောင်းမုံကတေးရယ်ဆိုရင်၅ခုပေါ့နော်တကယ်လို့တချို့ကျတော့လည်းပဲလောင်းမုံအကြီးကြီးရှိတယ်အဲ့ဒါဆိုရင်တပတ်ကန်ဆိုရင်ရပါတယ်ယခုလူတန်းချင်းဖြင့်မိမိခက်ခဲနေတော့တပတ်တာအလုံးစုံပြည့်လင်းသွားပြီလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်10ရက်3လမှာ16ရက်3လတပတ်စာဘုတ်တဟူသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ဗုဒ္ဓဘုရားသမီးချစ်မိဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့ထုံးလေးတောင်းပခြင်းလေးလက်ခြင်းဆိုတဲ့နမိတ်ကပ်ကိုရရှိစေပါတယ်။ဒါကြောင့်လုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ခွန်လန်းကောင်းများစွာပေါ်လာမှုရှိပါတယ်။ရောင်းဝယ်နဲ့ပတ်သက်ပြီးတော့ရောင်းရင်းဝယ်ရဖျားဖျားမှာခွန်လန်းစီပဲတပတ်တာလို့တွေ့ရပါတယ်။တန်မိုးကြီးသွန်းပစ္စည်းများဝင်လာမစေတဲ့တဲ့ရရှိပိုင်ဆိုင်စီမဲ့တပတ်တာပါ မိတ်ဆွေပေါင်းသင်းတွေရဲ့ကူညီခြင်း ဆောင်ရှောက်ခြင်းဒါလေးရရှိစေမယ်လို့တွေ့ရပါတယ်။ပညာရည်နဲ့ပတ်သက်ပြီးတော့အထူးအခွင့်အလမ်းကောင်းလေးတွေတွေ့ရမှာပဲဖြစ်ပါတယ်။အင်ကိစ္စနဲ့ပတ်သက်ရင်တော့နောက်ဆက်တင်းစရာစိတ်ရှုပ်စရာလေးတွေကြုံတွေ့နေရမှာပဲဖြစ်ပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ဆွေမျိုးသားချင်းရဲ့အပူတွေကိုမိမိကလိုက်လံဖြည့်ရှင်းပေးရတတ်ပါတယ်။ရန်အတိုက်ခိုက်ရှိတယ်နော်သတိထားပါ။ အခြေအနေပတ်သက်ပြီးတော့အခြေအကံကောင်းနေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယာတော့အိမ်တော်ကြီးတခုလို့တွေ့ရပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါ။ဖြစ်တဲ့ယောဂဝေဒနာဟာရုပ်တရည်ဖြစ်စီတဲ့အန္တရာယ်လေးတခုအထူးသတိထားပါနော်။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာလေးပဲလုံးလို့မိမိတီအပြိုင်အဆိုင်လေးတွေနဲ့လုပ်နေရတာမျိုးကြုံတွေ့ရမှာပဲဖြစ်ပါလေ ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါတယ်။ထီထိုးကံဆက်မယ်ဆိုရင်တော့သုံးတလုံးထီထိုးကံဆက်လို့ရပါတယ်။ဝေကြီးလက်လာပါများရှင်လန်းပွင့်လန်းလာမယ်တပတ်တာပါ။ဒုဗိမေရစီရရှိတဲ့ဝေကြီးဟူတော့ကြန့်ကြာနေမယ်လို့တွေ့ရပါတယ်။ ဝေးကြီးကိစ္စလေးတွေပြောဆိုဖြေရှင်းတဲ့အခါမှာအစီအပြေလွယ်ကူစေမယ်။ပူပန်စရာတွေအလုံးအချုံကိုပြကြည့်လိုက်တဲ့အခါစူးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့ဒီတစ်ပတ်မှာအလှူအတန်းလေးတွေနဲ့အလုပ်တွေရှုပ်နေတာမျိုးပီတိတွေဖြစ်နေတာမျိုး ကြည်လူးစရာ ကိစ္စရဲ့များပေါ်လာမှာပဲဖြစ်ပါတယ်။ဒီတော့ဗုဒ္ဓဟူးသားသမီးချစ်မိဆွေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးဆရာမပေးချင်ပါတယ်။ဘုရားဥဒ္ဓသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာပြုလို့ဆောင်ရွက်တဲ့ ရေရယာသည်အတိတ်ထံထူးထူးခြားခြားလေးဝင်ပေးပါအဲ့တော့အတိတ်ထံထူးထူးခြားခြားဆိုတာတကယ်လို့လုံနိုင်ခြင်းနေနေဆိုရင်ဒီတစ်ပတ်လုံးမှာအသားလိုလေးစားပေးပါနောက်တစ်ခုကကြတော့နေ့စဉ်ပုံမှန်ပရိစိတ်ပေးပါပရိစိတ်တဲ့အခါမှာအရဟံတိတ်တိဆိုတာလေးကိုနေ့စဉ်ပုံမှန်၃ပတ်ပရိစိတ်ပေးခြင်းဖြင့်ကုသိုလ်ယူခြင်းဖြင့်မိမိသည်ကိုယ်လုံဆောင်ရမည့်ကိစ္စရပ်မှာအစဉ်ပြေလွယ်ကူချုံးဝေစွာ လုံဆောင်နိုင်မည်လို့တွေ့ရပါတယ်ရှင်။ မင်္ဂလာပါရှင်စိတ်ရည်၃လမှာ၁၆ရက်၃လတပတ်စာကြာသာပရိသတ်တပည့်ချင်းပြီဆိုရင်အလုတ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်ကြာသာပရိသတ်တပည့်ချင်းပြီဆိုရင်အလုတ်နဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းလေးတွေများစွာရရှိစေမယ့်တပတ်တာမှာအလုတ်ကံတွေကောင်းနေမေကံတွေပွင့်နေမေပြုံးစုတဲ့အခါမှာလေပြောရေးဆိုရာကိစ္စရများအောင်မြင်စေမဲ့တပတ်တာလို့တွေ့ရပါတယ်တန်မှုကြီးသောပစ္စည်းတော့ထွက်တတ်ပါတယ်ဒါ့ပေမဲ့ခဏပဲ ပြီးရင်ပြန်ပြီးတော့ဝင်လာမယ်လို့တွေ့ရပါတယ်မိတ်ဆွေကအထူးကောင်းနေပါတယ်မိတ်ဆွေအပေါင်းအသင်းတွေရဲ့ဥကြီးမဆာမှုနောက်ပြီးတော့ဝေးကြီးကိစ္စလေးရအစကိုပြောလိုက်ဆိုလိုက်ပြီဆိုရင်လွယ်လွယ်ကူကူထုတ်ပေးတာဒါလေးတွေ့ရပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ရင်အိမ်ပူခြင်းအိမ်ဆူခြင်းတို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ဆွေမျိုးထဲမှာအကြမ်းဖက်ရေးမကောင်းတဲ့တဲ့တွေကြားရမှာပဲဖြစ်ပါတယ် ရန်အန်ဒီရေလုံးဝမရှိပါဘူးရှင်။ညညာရဲ့နဲ့ပတ်သက်တဲ့ကိစ္စရဲ့များအထူးအခွင့်အလမ်းကောင်းတွေရရှိစီမှာပဲဖြစ်ပါတယ်။အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်နေလူကြီးလူငယ်ပေါ်နေမယ်။အဲ့တော့ချစ်သူကတဝင်တူချင်းနေတန်တရားရှိတာလေးတွေခံတတ်ပါတယ်။အင်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းတာယာတော့အင်တော်ကြီးတခုလို့တွေ့ရပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့အဓိကတော့ခြေထောက်တွေကြိုက်တာ၊နောက်ဒူးတွေညောင်းညာနေတာဒါလေးတွေ့ရပါတယ်။ အေးချမ်းချမ်းတော့မရှိသေးဘူးအဲ့တော့သတိထားမဲ့အချက်လက်ကလေးတွေကဘာလဲဆိုတော့အလုံးနဲ့ပတ်သက်ပြီးတော့လုတ်ကင်နေအခါပြုတ်စုဆက်ဆံနေအခါမိမိကိုလိန်လေချင်းထိပ်ပြားချင်းဒီခန်းတက်ပါလေအဲ့တော့ဒါလေးကိုတော့သတိထားပါဘာကြောင့်လဲဆိုတော့သူတို့ဘာကကိုယ်ကိုလိန်လေထိပ်ပြားလိုက်တဲ့အခါမှာမိမိကယုံကြည်မှုအားများသွားပြီဆိုရင်တင်ကျင်းတည်တဲ့ပူစီရနေပြီးတော့တခုခုပါတော့မေးဆိုတဲ့အရာလေးတွေ့ရတယ်။ဒါကြောင့်ဒါလေးကိုယူဆစေချင်တယ်နော်။ ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်သို့ပေမဲ့ထီထိုးကန်ဆန်းခြင်းတယ်ဆိုရင်တော့၈နဲ့၆နဲ့ပါတဲ့နံပါတ်လေးတွေကိုထီထိုးကန်ဆန်းပေးပါဝေကြီးလက်လာပါများဝင်လန်းလာပါလိမ့်မယ်အဲ့တော့ကန်နဲ့ရတာတဲ့ဟိုရဆရာရှိတော့ဝေကြီးများဝင်လာမယ့်အရာလေးတွေတွေ့ရပါတယ်အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာတွေကိုချုပ်ငုံပြီးကြည့်လိုက်တဲ့အခါကိုကိစားတဲ့မိသားစုကိစ္စတွေကိုအရာရာရှိတဲ့တင်နေရတာမျိုးတွေကြုံရတတ်ပါတယ်ဒီတော့ ဂျာသာပြည်သားသမီးချင်းမိတ်ဆွေတို့တပတ်တာကံထုတ်ဖွဲ့ဖြစ်စီတဲ့ရည်ရွယ်ကောင်းလေးဆံမှာပြေးချင်ပါတယ်ဂျာသာပြည်သားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရွယ်ကအဓိကတော့ရည်တက်ဖြစ်စီတဲ့အတွက်ကြောင့်မလို့ဖျားမှာဒါမှမဟုတ်တန်ခါတော်တွေသို့မဟုတ်သီလရှင်ဆရာလေးများကိုအချွေဒါနပြုခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လည်သွားမည်လို့တွေ့ရပါတယ်ရှင် င်္ဂလာပါရှင်။ဆင်းရဲ3လမှာ16ရဲ3လတပတ်စာတောက်ကြသားတပီချစ်ပြီးဆိုရင်အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။တောက်ကြသားတပီချစ်ပြီးဆိုရင်အလုတ်နဲ့ပတ်သက်ပြီးတော့မိမိဒီနိုင်လိုမေးထက်ပြူတာကိုခံရတဲ့တည်းဒါကြောင့်တတိထားပါနော်။တမူးကြီးသောပစ္စည်းများလိမ်လည်ခံရတတ်ပါလေဒါလေးကိုအထူးကိုစိုက်ပါ မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာအာရုံနှောင့်စရာတစ်ခုပြီးတစ်ခုပေါ်လာမှာပဲဖြစ်ပါတယ်ပညာရဲ့နဲ့ပတ်သက်ပြီးတော့ကံအားနေနေတယ်အဲ့တော့ပို့ပြီးတော့ဂရုစိုက်စီခြင်းနဲ့နော်အင်္ဂိစာများအစီအပြေပါလိမ့်မယ်။အင်္ဂိစာစီစဉ်တဲ့အခါမှာစီစဉ်မှုအတိုင်းပဲပုံစံတရားနဲ့အစီအပြေသွားမယ်လို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းစီမှအကြံဉာဏ်ကောင်းဝေကြီးထောက်ပံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ။စိုးရတဲ့ရန်အနေငယ်လုံးဝမရှိပါဘူးရှင်။ အခြေအနေနဲ့ပတ်သက်ပြီးတော့ရွေးချယ်ရခက်ခဲတာမျိုးလေးကြုံတွေ့ရမှာပဲဖြစ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့လုပ်ကင်ခွင့်လန်းကောင်းတွေပိတ်ဆို့နေတဲ့အတွက်ကြောင့်စိတ်ရှုပ်စရာလေးကြုံရမှာပဲဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့စူးကျူးမရှိပါဘူးရှင်။အေးချမ်းမှုရေးချမ်းမှုရောက်ရှိလာမယ့်တပတ်တောင်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းနေပါတယ်။ထီထူးကံဆန်းပြီဆိုရင်တော့ငါးတလုံးထီထူးကံဆန်းလို့ရပါတယ်။ ဝင်လာသောငွေကြီးများမိမိရဲ့လက်ဝယ်ကိုမစွန့်မိတာမျိုးလေးဖြစ်တတ်သည်အဲ့တော့အလိုသုံးဆိုရင်တော့သုံးပါအပိုသုံးရမယ့်ကိစ္စရက်တွေကိုခဏလေးရက်တန်ထားပါနော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေကိုခြုံငုံပြီးကြီးလိုက်တဲ့အခါမိမိသည်ကြီးကဲသူတွေအတွင်းနောက်ဆန်တွေတင်းနေရတာမျိုးကြီးကဲတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာမျိုးစိတ်ဖိစီးမှုများရတာမျိုးလေးကျောင်းမှာပဲဖြစ်ပါတယ်ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးဆရာမပေးချင်ပါတယ် ောက်ကြသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ်တပတ်စာရေဒီယာကတော့မိမိရဲ့အိမ်ဖျားမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရေဇီးဒီတစုမှာပဲဖြစ်ဖြစ်နက်နက်တီးဆုံးကတ်လူချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမိတ်လူတွေ့ရပါလိမ့်ရှင်မင်္ဂလာပါရှင်ဆေးရဲ့၃လမှ16ရဲ့၃လတပတ်စာစတိသားသမီးချင်းမိတ်ဆွေများရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမှာဖြစ်ပါလိမ့်ရှင် စနေသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းများစွာရရှိစေမယ့်တပတ်တာလို့တွေ့ရပါတယ်။ရောင်းရင်းဝေရဖျားဖျားနဲ့ပတ်သက်ပြီးတော့လေရောင်းပန်းဝေပန်းနေဝင်လမ်းပါလိမ့်မယ်။စကားပြောဆိုတဲ့အခါမှာလေမိမိပြောဆိုတဲ့ကိစ္စရဲ့များပို့ပြီးတော့မှလူလီစားမှုခံရတာအထင်ကြီးမှုခံရတာဒီလိုလေးတွေတွေ့ရပါတယ်။တန်မိုးကြီးသောပစ္စည်းများဝင်လာမယ်လို့တွေ့ရပါတယ်။ မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းထောက်ပံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ။ဒါ့အပြင်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စ၊သင်တန်းကိစ္စလေးတွေအထူးကောင်းနေမှာပဲဖြစ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့လိမ့်လေနေပြားမှုတွေခံရတဲ့တဲ့။အဲ့တော့အိမ်နဲ့ပတ်သက်ပြီးတော့လိမ့်လေနေပြားနေဆိုတာကအိမ်အယောင်ဝယ်ကိစ္စစကားပြောဆိုတာလား။ဒါမှမဟုတ်အိမ်ရှင်အိမ်ငှားကိစ္စလေးတွေမှာစကားပြောရတာလား။ဒါမှမဟုတ်အိမ်ရမိသားစုနဲ့မိမိဟာ ဒီစကားပြောရတာလားပြဿနာဖြစ်တာလားဒီလိုလေးညွှန်ရတဲ့ပါလေချိန်ဝတ်သားခြင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာတည်နေကြရတဲ့ပါလေစိုးရတဲ့ရန်အနေရေလုံးဝလုံးဝမတွေ့ရပါဘူးရှင်အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာရမ်းပွင့်နေပါလိမ့်မယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အေးချမ်းသာရပျော်ရွှင်ပေးတပတ်တာပါ။ကျမကြီးနဲ့ပတ်သက်ပြီးတော့စူးကျူးလုံးဝမရှိပါဘူးရှင်။ ရေးချမ်းချင်းရေးချမ်းချင်းရောက်ရှိလာပေတပတ်တာပါမိမိလုံဆောင်လိုက်တဲ့အရာလေးတွေဟာဘာလေးပဲလုံလိုက်လုံလိုက်အကျိုးပြန်ရရှိစေခြင်းအကောင့်တွေပေါ်ခြင်းရည်ရွယ်ချက်စီထားတဲ့ကိစ္စလေးတွေမှာလည်းအောင်မြင်စေခြင်းဆိုတဲ့အရာလေးတွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့အားနေနေပါတယ်။အဲ့တော့ညံအားနဲ့ကံအားနဲ့မှာညံအားကပို့ပြီးတော့အခွင့်အရေးထူးနေပါတယ်။ကံအားနေနေပါတယ်။အဲ့တော့မဖြစ်မနေထီထူးကံဆန်းခြင်းနဲ့ချင်းမိတ်ဆွေဆိုရင်တော့ခုနှစ်တလုံးထီထူးကံဆန်းလို့ရပါတယ်။ ဝေးကြီးကိစ္စလေးတွေပြောဆိုရရမှာအဆင်ပြေနေပါလိမ့်မယ်၊လွယ်ကူနေပါလိမ့်မယ်။အားလုံးတပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပါဘူးရှင်။မိမိအနေနဲ့အမျိုးသမီးအကြီးအကျယ်များဤဥညီမဆာဆောင်ရှောက်မှုတွေရရှိစေပါပဲဖြစ်ပါလေ။ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့အတွက်တပတ်တာကံထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးပြီးချင်ပါတယ်။စနေသားသမီးချင်းမိတ်ဆွေ ပြုလုပ်ဆောင်ရမယ့်ယရိယာကဇီရီတဆူဆူသွားပါနှင်းစီပန်းလေးတွေဝင်းနေအောင်လှူဒန်းချင်းဖြင့်ဘယ်နှပွင့်မဆိုရပါလေဘာအယောင်မဆိုရပါလေအဲ့တော့နှင်းစီပန်းလေးတွေဝင်းနေအောင်လှူဒန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမေးလို့တွေ့ရပါတယ်ရှင်